မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်ညွန့်တဲ့ရေးသားသောမောင်ဟန်နဲ့ရောင်ပြန်မြစ်တာဆိုတဲ့အကြောင်းလေးကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ်ရှင်ထို့အကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူရရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် အချိန်ကာလက1950ပြည့်နှစ်ကဖြစ်ပါသည်။အညာဒေသရှားဆောင်ရွာတွင်နေထိုင်ကြသောရွာသူရွာသားများသည်လေယာဉ်လုပ်ငန်းဖြင့်အသက်မွေးကြသည်။ကိုမောင်ဟန်တို့မိသားစုသည်လည်းအများနည်းတူလေယာဉ်လုပ်ငန်းဖြင့်အသက်မွေးကြသည်။ ကိုပေါင်းဟဲ့ဤဇနီးမချော့ရင်ကနာမည်နဲ့လိုက်အောင်ချော်လဲချော်ရှင်လဲရင်ဆိုတဲ့ကဲ့သို့အပြိုဘွားတော်ကရှားဆောင်ရွာတရွာလုံးမချော့ရင်အလှဆုံးလို့ပြောရလောက်အောင်ရှားဆောင်ရွာတန်တာမကရွာနီးချုပ်ဆက်ရွာများဖြစ်သည့်ပရောက်တန်းစန်းကောက်အလဲကန်ရွာများတွင်လည်းမချော့ရင် အချော့အလှတဲ့င်းကကာလာသားတို့နှုတ်ဖျားတွင်အချိန်ပြည့်ရှိနေသည်မိဘနှစ်ပါးမှလည်းချမ်းသာကြွယ်ဝကြသည့်အလျောက်တူးတဲသောသမီးလေးကိုအဆအဆအယားအလိုလီသေးမရှိအောင် ထားသည့်ကြားမှာ ကိုမောင်ဟန်နောက်တကောက်ကောက်ပါအောင်လိုက်ပြေးခဲ့သည်ဘလူမမထင်မှတ်သည့်အဖြစ်နှင့်ကြုံရသောမိဘနှစ်ပါးမှရမ်းပုံမိကြဒေါသဖြစ်ကြသည်သို့သောရောမိရောဖတို့မှဖြောင်းပြတောင်းပန်သောကြောင့်မောင်မေဆုံကတော့ချင်းကိုကျေနပ်လက်ခံခဲ့ကြသည်ကိုမောင်ဟန်၏မိဘနှစ်ပါးကကိုမောင်ဟန်ရှစ်လေးပြန်တစ်နှစ်ကြာကြောက်ရောကဖြင့်ကွယ်လွန်ကြသည့်နောက်ကိုမောင်ဟန်၏အမမတ်သိန်းခင်ကအမကြီးအမိယာဆိုသလိုကျွေးမွေးစောင့်ရှောက်ခဲ့သည် မသိခင်ဤခင်မကိုထွန်းတာကလည်းသဘောမနောကောင်းသည့်အားလျော်စွာရောက်ဖွားပြသူကိုမောင်ဟန်အားညီတယောက်ပေါ်မှာအဆောက်အအုံရရာကူညီဆောင်ရှောက်ခဲ့သည်ကိုမောင်ဟန်မချွင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ဘဝတစ်ခုကိုနှစ်ယောက်ပေါင်းကြ၍တိဆောက်ကြခြင်းလောကဒဏ်ကိုရင်ဆိုင်ခဲ့ကြသည်ကိုမောင်ဟန်ကအသောစားကင်းသလောက်သဘောကောင်းယူသားသည်ကိုမောင်ဟန်၏ထူးခြားသောမိုးရွာပါဗီဇဆိုင်ရင်ကတစ်ဖက်သားကိုအလွန်တနာတတ်သည် တနေ့လေတော့ကအပြက်လန်းတွင်အပြက်လဲနေသောခွေးပေါက်စားလေးတစ်ကောင်ကိုတွေ့ရသည်။ကုမောင်ဟန်ကိုမြင်တော့ခွေးပေါက်စားလေးကအပြက်နေသည်ကြမှအမိကိုနှံ့ပြရှာသည်။ကုမောင်ဟန်ကတနာတဲ့သူပြီးပြီးခွေးပေါက်စားလေးကိုလက်တစ်ဖက်ဖြင့်ပွေ၍အိမ်သို့ခေါ်လာခဲ့သည်။အိမ်ရောက်တော့သူစဒီမချောရင်က သူအားဒုက္ခရှာရန်ကောဟုသည့်အကြည့်ဖြင့်ကြည်လိုက်သောကြောင့်ကုမောင်ဟန်က တတဝါရဲ့အသက်တချောင်းကဲကောင်းပါတယ်ကွာညအူးကကြံတဲ့ထမင်းချောင်းကို ထမင်းရည်လေးထည့်ပြီးတော့ယူခဲ့ပါကွာမချိုးရင်ကကိုမောင်ဟန်ပြောသည့်တိုင်းစောင်းရွက်ပေးလိုက်သည်ဒီခွေးလေးကိုလမ်းပေါ်ကကောက်ရလို့ကောက်ရခေါ်ကြတာပေါ့ကွယ်ခွေးပုပ်စာလေးကောက်ရကိုမောင်ဟန်တို့အိမ်ရောက်သည့်နေ့မှစ၍အစာရေစာဝဝလွင်လင်းစားရသောကြောင့်၃လကြာတွင်အရင်ပြည့်ဖြိုးလာ၍ဝဝကဲ့ကဲ့ဖြစ်လာသည်ကိုမောင်ဟန်လဲတဲ့ကိုင်းတဲ့သူတော်တိုင်းကောက်ရအမြဲတမ်းလိုက်သည် အထူးသဖြင့်ကိုမောင်ဟန်ဤခြံပေါက်ခိုင်းနွားတရှင်းကိုအလွန်ခင်သည်နေလည်းကင်းနွားကြောင်စကြက်တွင်လည်းနွားနှစ်ကောင်နောက်သို့တကောက်ကောက်လိုက်နေတတ်သည်ယခုတော့ကောက်ရကိုမောင်ဟန်တို့အိမ်ရောက်လာသည်မှာတစ်နှစ်ကျော်ခဲ့ပြီဖြစ်သောကြောင့်တန်မာထွားကျလာသည်နှင့်အမျှကိုမောင်ဟန်မချောရင်တို့အတွက်အားကိုးရသောခွေးတကောင်ဖြစ်လာသည်တခုသောလကွယ်ညာတကောင်ရန်ချင်းဖြစ်သည်မိုးကြဖြစ်သည့်အလျော်သောကောင်းငင်ပြင်တစ်ခုလုံးမိုးသားတိမ်လိုက်တို့ဖြင့်အုံမိုင်းနေသည့်အတွက်ကြက်ရောင်များလည်းလင်းလက်ခွေမရကြပါဘူး တရားလုံးအိမ်မောကြနေချိန်တွင်ကောက်ရဲဤဟောင်းတန်ကဖြိုခွင်းလိုက်သည်ကုမော်ဟန်ကုဘော်ဟန်နောက်ဘေးကနွားတင်းကုတ်စီကကောက်ရဲဟောင်းတန်ကြတယ်တူတူပြောချော့ရင်ငါလဲကြတယ်အောက်ကိုရမ်းစင်းလို့ဖြစ်ဘူးတခုလားတပြားလားတခုဖြစ်ဖို့တော့သေးကြတယ်ချိန်နေခဏစောင့်ကြည့်အောင်ကုမော်ဟန်စကားမဆုံးမီကောက်ရဲအိမ်မောကြမြင်လို့ပြစ်တက်လာပြီးကျူထင်းတကားကိုသူ့ဦးကောက်ဖြင့်အတင်းစောင့်တော့တော်သည်ဟာကောက်ရဲတကားကိုခေါင်းနဲ့တိုးနေတယ်အန်နေတော့ရှိနေပြီတကားကိုဖွင့်လို့ဖြစ်သေးဘူး ငါအနောက်ဘက်ပရင်းဘောက်ကနေအခြေအနေကိုအကဲခတ်လိုက်အောင်မယ်တော်ကလည်းစဉ်းစဉ်းဆဆပြောပါဒီလောက်မှောက်ပေးနေတာဘလို့လို့မြင်ရမှာလဲခြေတဲ့နေပါလေကြားမလားလို့ပေါ့ကွထိုးခဏနိုင်ကောက်ရအိမ်ပေါ်မှာအပြေးဆင်းသွားပြီးနော်တေကိုမြောက်ဘက်တရက်ဥယျာစီတို့ဟောင်းနေပြန်သည်ကိုမောင်ဟန်မိယုံဆောင်ကိုအမြန်ထုံးပြီးလက်တစ်ဖက်မှာကိုင်းခုတ်တရှိကိုကန်၍မချောရင်နဲ့တူနွားတင်ကိုတို့ဆင်းကြည့်ကြသည်တင်းကုတ်ထဲတွင်နွားတရှင်လုံးမရှိတော့ပင်ဟာတို့နွားတွေတခုနောက်ပါသွားပြီတခုပြောတခုတခု ကိုမဟာကြီးအော်တဲ့ကြောင့်အိန္ဒိနာချင်းများနှုတ်ကုံကမြို့ဆောင်ကိုစီဒုတ်သားများကင်ဆွေ၍ကိုမဟာတို့အိမ်ဝန်းထဲသို့စုယုံရောက်လာကြပြီးအကြောင်းဆုံးမေးမြန်းကြစဉ်ကိုလုံးတွေးလူလူဖြင့်ပြန်လာသောကောက်ရကိုတွေ့လိုက်ရသည်ဟာကောက်ရကိုတခုကဓာတ်နဲ့ခုတ်လို့တာဗျဒီနီးနားမှာပဲ အင်းဒီချင်းကိုဖိုးခင်ဤစကားမဆုံးမီကောက်ရရွာမြောက်ဘက်တည့်ရတော်စီကိုပြန်ပြေးတော့ကြောင်းကိုမောင်ဟန်းနဲ့ရွာသားများကောက်ရပြေးရနောက်သို့မိတို့ဓာလန်ကိုစီကန်၍လိုက်သွားကြရာကျိုးတန်းလန်းနဲ့နွားနှကောင်ဤတွင်ဓာနိုင်ရနှင့်တင်နေသောကောက်ရကိုတွေ့လိုက်ကြရသည် အခိုးတွေကကျုပ်တို့ဝမ်းလိုက်လာမှန်းသိလို့နွားနှကောင်ကိုထားခဲ့ပြီးကောက်ရောက်ကိုဓာတ်နဲ့ခုတ်ပစ်ခဲ့တာဗျ။ဒီကောင်တွေတော်တော်လူစိတ်ကိမ့်မဲ့တဲ့ကောင်တွေ။ဟာယာကျော်ကလည်းလူစိတ်ကိမ့်မဲ့လို့တခိုးတပြဖြစ်နေတာပေါ့ကွာ။ကိုမောင်ဟန်ကဓာတ်တန်ရပြင်အသက်ပြောင်နေသည့်ကောက်ရောက်ကိုကြည့်ရင်ဝမ်းနဲ့ကြေကွဲစွာခံစားနေရသည်။ရွာလူကြီးဥဖိုးမောင်ကရွာသားများအားရွာစည်းမ်းမလုံတဲ့နေရာတွေကိုစူးကစည်းကိုင်းတွေထပ်ပြီးပြင်ကြရမယ်။ ညာရင်လှကြကင်းဆောင်မှဖြစ်မယ်မိသူဖြစ်စေကိုမောင်ဟန်မချောရင်တို့ကတခင်ပေါ်တစ္ဆာရှိသော ကောက်ရကိုနှမျောတတကြသည် အထူးသဖြင့်ကိုမောင်ဟန်လေထဲကိုင်းနေသွားလျင်လူရောနှောပါအမြဲတမ်းလိုက်ပါစောင့်ရှောက်တတ်သောကောက်ရကိုမျက်စီထဲမြင်အောင်နေမိကြသည်ကျုပ်တို့ကောက်ရသွားလာတာပဲမြင်အောင်နေတယ် ဘဲတက်နိုင်မှလဲချောရင်တတဝါတစ်ခုကန်တစ်ခုပေါ့သူတို့အိမ်ကရွာမြောက်ပိုင်းအစွန်နယ်ရှိနေသည့်အတွက်အိမ်အနောက်ဘက်စီယိုဒန်းများကိုစုကတ်များနဲ့ကာထားပြီးနွားတင်ကိုကိုတစ်သားပြားများဖြင့်ခိုင်ခန့်အောင်ရိုက်ထားလိုက်သည်နွားအသွင်အထုတ်တကားပေါက်ရင်းမရှိုးပေါက်ကိုတစ်သားချောင်းထိုး၍တတ်ချတာသဖြင့်နွားသခုများရံမှကင်းဝေးနိုင်သည် ိုမောင်ဟန်တော်မနဲ့ပြန်ကြရင်ကံလဲရွာကိုနှမ်းမိုးဝေသွားယူမလို့ဆို။သွားရင်လဲဆိုးဆိုးသွားပါလား။တော်ကြာအပြန်မိုးချုပ်နေမယ်။အဖေရောက်အောင်တော့ရောက်ဖအကူကြီးထွန်းတာကိုခေါ်သွားပါလား။မချိုးရင်ကကိုမောင်ဟန်အားစိုးရင်စိတ်ဖြင့်တတိပေးပြောပြောလိုက်သည်။ငါလည်းသူ့ကိုခေါ်ဖို့စဉ်းစားပြီးသားပါ။ပြီးတော့ရှားဆောင်ရွာနဲ့ကံလဲရွာအတော်ပြန်လေးနိုင်လောက်ပဲကြာတာ။ကံလဲရွာကအမျိုးတွေကရောက်တုံးတညတလေအိပ်ပါလားလို့ပြောရင်လဲအိပ်မနေနဲ့နော်။အိမ်မှာကြုတ်တယောက်တည်းမနေရဲဘူး။ ကိုပေါဟန်ကသူ့ကိုစိတ်မချနိုင်၍တတုတို့မှနေသောမတ်ချောရင်အားနှစ်သိမ့်စကားဖြင့်စိတ်ချပါချောရင်ကျုပ်နေချင်းရအောင်ပြန်ခဲ့မယ်။ဟင်ကိုမောဟန်အဲ့ဒီနွားဘု து နွားလဲငါလက်ထဲကနွားငါနွားပေါ့ဟာတော်ဘလို့ဘလို့ကျုပ်နားမရှိမှာဘူး။ မချွေရင်ကကိုဘောင်ဟန်ကိုနားမလဲသည့်မျက်ဝန်းတစုံဖြင့်ကြည့်လိုက်သည်ဒီလိုချွေရင်ကကံလွန်ရွာမှာနှမ်းရောက်တဲ့ငွေယူပြီးအပြန်မှာအဲ့ဒီရွာကဗမီနဲ့ပေါ့ဆတို့အမဲပေါ်ဖို့နွားတကောင်ဆွဲလာတာတွေ့လို့အကျိုးချုပ်မေးကြည့်တော့အမျက်ရရင်ရောက်မယ်ပြောတာနဲ့အမျက်ပြီးပြီးဝဲခဲ့တာအသက်တချောင်ကဲကောင်းပါတယ်ဒါဆိုရင်နွားတကောင်ပို့နေမှာပေါ့ကိုထွန်းတာကသူ့နွားတကောင်ရောင်းလာလို့ငါနွားတကောင်ကိုသူလှဲ့ဝဲဖို့ပြောထားတယ်ဒါဆိုလဲပြီးရော မချိုးရင်ကအိမ်ပေါ်မှရေတမုတ်ခက်ယူလာပြီးကိုမောင်ဟန်အားပေးလိုက်သည်။ကိုမောင်ဟန်ကဝဲလာသောနှွားဤကြောကုန်းပေါ်သို့ရွှေရည်ငွေရည်သဘောမျိုးလောင်းချလိုက်သည်။ကဲဖေသားကြီးမင်းအသက်ဘေးကလွတ်လာပြီးငါလက်ထဲမှာချမ်းချမ်းသာသာနေပြီတော့ကိုမောင်ဟန်ကရေမုတ်ကိုမချိုးရင်အားပြန်ပေးလိုက်သည်။မချိုးရင်နှွားကိုကြည့်ရင်နှွားကအစာမောလို့ပိန်နေပေမဲ့အမွှေးကတော့နီးရဲနေတာပဲ။ အေးကွာသူ့ခြေတော့ခွာစစ်တွေကစားအနေအောင်ဆိုတော့ဂျိုးနီလို့ခေါ်မယ်ကွာထိုခဏနိုင်ရွာတောင်ပိုင်းမှာဥတာဝါရောက်လာသည်တတ်မဲ့ဆဲဆဲနွားတကောင်ကိုဝယ်လာတယ်ကြားလို့လာကြည့်တာတော့ကြာခိုးရပါနွားဖြစ်နေမှာဆိုလို့မဟုတ်ဘူးပါကြီးကဲလေရွာကထန်းသမားဖိုးနေရဲ့နွားပါဒါဆိုလဲရှင်းပါတယ်သူတို့ဘအသက်ကိုကဲတာအလွန်မွန်မြတ်တဲ့အလုပ်ပါ ပြီးတော့မောင်ဟန်ကတော့သူတို့ဘကိုတနာတတ်တဲ့နေရာမှာတော့ရှာမရှာပါကွာ ဟုတ်ပါဦးကြီးရေဟိုတလောကတိုးထဲမှာမျက်စိလေလမ်းမလာတဲ့လူတယောက်ကိုတွေ့လို့သူ့ထမင်းတော့ကျွေးလိုက်တဲ့ပြင်အဲ့ဒီလူကအင်ကြီးမပါလို့သူ့အင်ကြီးကိုချုပ်ပေးလိုက်တယ်တဲ့ချိုးရင်ရေနေကိုရဲစာတီးစမ်းမှာထမင်းစာတဲ့အထဲကြောတပြောင်ပြောင်နဲ့ဘလောက်နေပူလိုက်မလဲတနာဖို့ကောင်းနေ ကိုမောင်ဟန်မချောရင်တို့ရီစီးပွားရေးကနွားကြီးယုံနီရောက်သည့်နေ့မှာစ၍တဖြည်းဖြည်းတစတစပြောင်းလဲတိုးတက်လာတဲ့ကဲ့သို့နွားကြီးယုံနီမှာလည်းရောက်စကလိုနံရိုးအပြိုင်ပြိုင်နဲ့မဟုတ်တော့ပဲစူစူပြေပြေဝဝဖီဖီလေးဘက်လေးတန်တောက်နေသောနွားတကောင်ဖြစ်လာသည်ယုံနီထူးခြားကြမှာကိုမောင်ဟန်ကိုမမြင်လျင်တဘူးဘူးအောင်မြင်နေတတ်သည်ကိုမောင်ဟန်တော်ကိုင်းနေဟူသွားရင်ညနေမိုးချော်အောင်မနေနဲ့စောစောပြန်လာနော် ိုတလောကကြောက်တကားရွာကကိုင်းထုံနေတဲ့လူကိုတပြက်တွေကတနက်နဲ့ချိန်ပြီးနှွားတွေကိုဆွဲသွားလို့တဲ့တော့ကိုစိတ်မချလို့ပြောတာသတိဝရိယနဲ့သွားနော်မချောရင်သတိပေးစကားပြောမှကိုပေါင်ခံညကသူ့အိမ်မက်ကိုသတိရသည်အိမ်မက်ထဲတွင်ရဲရဲတောက်နေသောမိစားတစ်ခုကိုမောင်ဟန်စီတို့ဥတီလာနေသည်ကိုတွေ့လိုက်ရသောကြောင့်သူအတင်းထပြေးရန်ပြင်လိုက်သည်သို့သော တကူလုံးလုံးဝလှုပ်ရှားမရပါမိစားကြီးကသူ့ရဲ့မက်နဲ့နီလာလေပြီ ိုမောင်အသက်ရှူမွအောင်မွကြလာသည်ထိုခဏ၌တဝူတယောက်ကထိုမိသားကြီးကိုဟန်တာဆွဲယူလိုက်တဲ့ကဲ့သို့ရုတ်တရက်ပြောက်ွယ်သွားသည်အိမ်မက်မှလန့်နိုးလာတော့ကိုမောင်ဟာတကူလုံးစောကြွေးများရွှဲနေနေသည်အိမ်မက်ကမတ်ချင်တာမတ်တာပဲလေဟုတွေးရင်းရွာမြောက်ဖက်ကိုင်းခွက်ရှိရာသို့နွားနှကောင်ကိုမောင်းလာခဲ့သည်ကိုင်းခွက်မရောက်ခင်တပင်ဆန်းကွေသို့အရာဝေယုံတော်ထဲမှရုတ်တရက်လူနှစ်ယောက်ထွက်လာပြီးတယောက်ကကိုမောင်ဟာအာတနက်ပြင်ချိန်နှားလိုက်သည်ဟေ့ကောင်ခုခံမမကြမ်းနဲ့ လောလောဆယ်မိခါးကြမှာထိုးလာတဲ့ဓာတ်ကိုဟိုဘက်နားမှာချွတ်ထားလိုက်။နွားတွေကိုဟိုသစ်ပင်မှာခြိထားလိုက်။ခိုင်းတဲ့အတိုင်းမလုပ်ရင်ဒီမှာတွေ့လာတဲ့နှက်ပေသွားမယ်။ကိုမောင်ဟန်ကဓမြတွေခိုင်းဒီတိုင်းဓာတ်ကိုလမ်းဘေးတွင်ချွတ်ထားလိုက်ပြီးနွားနှကောင်ကိုနီးရသစ်ပင်တွင်ခြိထားလိုက်သည်။နွားတွေကိုယူသွားပါဗျာ။ကျုပ်ကတော့မတတ်ပါနဲ့။ကိုမောင်ဟန်ကြောက်ကြောက်လန့်လန့်နဲ့ပြောမိပြောရာပြောလိုက်မိသည်ကျုပ်တို့ကိုဂလန်ကစားမလုပ်ရင်လက်ဖြားနဲ့တော့မတို့ဘူးဒါပေမဲ့မင်းနွားတွေကိုတို့ဆွဲသွားတဲ့အခါမင်းကရွာပြန်ပြေးပြီးရွာသားတွေကိုပြောရင်တို့နှစ်ယောက်ကိုမှီနိုင်တယ် ဒီတော့ဟဲ့ကောင်ငမဲဒီကောင်ကိုတစ်ပင်မှာလက်ပြန်ကျိုးတုတ်ထားလိုက်ဓာတ်ကင်နာတော့ငမဲဆိုသူကလွဲအိမ်ညစ်ထတာထဲမှာကျိုးတစ်ချောင်းထုတ်ပြီးတစ်ပင်တွင်လက်ပြန်ကျိုးထုတ်ထားလိုက်သည်ခမားတို့ပြောတော့ကျုပ်ကိုလက်ဖြားနေတော့မတို့ဘူးဆိုဟဲ့ကောင်စကားမရှိနဲ့တို့လှုပ်ချင်ဆိုလှုပ်မယ်ကွာမသေးခြင်းပါစပ်ပိတ်ထားကိုမောင်ဟန်လက်ပြန်ကျိုးတုတ်ခံထားရသည့်ကြားမှာဓမြနှစ်ယောက်၏မျက်နှာများကိုမဝင့်မရဲကြည်လိုက်သည်ဓမြခေါင်းဆောင်ကရိတ်မိသွားသည် အောင်မဲမင်းကတို့မျက်နာတွေကိုမှတ်မိအောင်ခိုးကြည့်နေတာပေါ့အေးပေါ့ကွာမင်းကသိရမယ့်ကောင်ဆိုတော့တို့ကိုဝါအောင်ကြည့်ထားပေါ့ကွာဓမြကောင်းဆောင်ကပြောပြောဆိုဆိုတနက်ကိုမောင်းတင်လိုက်တော့ကြောင်းကိုမောင်ဟန်တယောက်တစ်ထစ်ချသိရတော့မည်ဟုတိလိုက်ရသည့်ခဏဝဲသူ့နှလုံးခုန်တံကိုသူ့နားမှာပြန်ချားနေရသည်ဟုထင်မိသည်ဒူးမြတဆက်ဆက်တုံ၍အာကောင်တစ်ခုလုံး၆ကတ်သွားသည်လမ်းမေးတစ်ပင်တွင်ခြိသားသောနွားနှကောင်နှင့်ရိုးနီဆိုသောနွားမှာနှာသံတရှူးရှူးတရှက်ရက်နှင့်လှက်ပတ်ယုံနေသည် ကိုမောင်ဟန်တယောက်ဘလုံနီးနဲ့မြတေဘေးကမလွတ်နိုင်တော့မှန်းသိရတော့ကြောင်းတရဏဂုံကိုစိတ်ထဲမှာရွတ်ဆိုနေမိသည်ကို့ကိုရပ်ဘူးတဲ့သူကိုလည်းမြစ်တာပို့ရတယ်တကားမောင်ဟန်ရွာဦးချောင်းဆရာတော်ဤဩဝါဒကိုပြန်လဲကြားရောက်မိတော့ကြောင်းဓမ္မနှစ်ယောက်အာ မြစ်တာပို့လိုက်သည် နေဦးဆရာဒီကောင်ကိုတနက်နဲ့ပြင်ပဝင်းကျင်ကကြားမယ်ကြည်လဲကုန်မယ်ဒီတော့ကြုတ်သားနဲ့ပဲရှင်းနိုင်မယ်ငမဲမစ်တော်တယ်ကွာရှင်းလိုက်တော့ကဲကွာတေဘေးရော့ ကိုမောင်ဟန်ကြောက်ကြောက်နဲ့မှိတ်ထားသောမျက်လုံးကိုဖွင့်ကြည့်လိုက်ရာနွားကြီးရိုးနေကဓာသမာအားအတင်းလှိမ့်ဝင်နေသည်ကိုအံ့ဩဝယ်တွေ့လိုက်ရသည်ဘလို့မှမထင်မှတ်ထားသောမြင်ကွင်းကြောင့်ငေးကြောင်နေသောဓမြကောင်းဆောင်ကတန်းနှက်ဖြင့်ချိန်လိုက်စဉ်တခုပင်နောက်ွယ်မှလူတယောက်အပြေးထွက်သွားပြီးဝစ်ကျစ်တို့ဖြင့်ဓမြဦးကောင်းကိုရိုက်ချလိုက်သည်ဓမြကောင်းဆောင်မှရှေ့သို့မှောက်လျက်သာလဲကျသွားသည်ထိုလူသည်လဲကျသွားသောဓမြဦးကောင်းကနောက်တစ်ချက်ထက်ရိုက်လိုက်သည် ပြီးတော့တစ်ပင်တွင်လက်ပြန်ကျုပ်တုပ်ခံရသောကိုမောင်ဟန်စီတို့အပြေးလာ၍ကျိုးဖြည်ပေးလိုက်သည်ထူးဆန်းသောအဖြစ်အပျက်များကြောင့်ကိုမောင်ဟန်ကထိုလူအားအငေးသားကြည့်နေသည်အိမ်မက်မက်နေသလားဟုထင်မိသည်နှွားကြီးယိုးနီကလဲကျနေသောဓမြဤရင်ဘတ်ပေါ်သို့ရှေ့ခြေတော့နှချောင်းဖြင့်တက်နှင်းထားသည်ကိုတွေ့လိုက်ရသည်ကျိုးဖြည်ပေးနေသောလူကကိုမောင်ဟန်ကိုစိတ်စိတ်ကြည့်ရင်းမှဟာနှောင်ကြီးကိုကြုံမက်မိပြီ လွန်ခဲ့တဲ့3လလောက်ကကျုပ်တော့ထဲမှာထင်းခွင်မျက်စိလဲလမ်းစပြောက်နေလို့နောင်ကြီးနဲ့တွေ့ပြီးနောင်ကြီးထမင်းထုပ်ကျုပ်ကိုကြွေးတာပြီးတော့ကျုပ်ကအင်ညွန်ပါလို့နောင်ကြီးရဲ့အင်ကြီးကျုပ်ကိုချုပ်ပေးလိုက်တာထူးထူးပြောလိုက်မှကိုဘော်ဟံမျက်စိရဲတွင်တေးရေးမြင်အောင်လာသည်အော်ဟိုခမရကိုဖိုးဖိုးတော်လေးနောင်ကြီးဖိုးတော်ကိုဖိုးတော်ဆိုသူကကိုဘော်ဟံပခုံးကိုလှုပ်ကိုင်းရင်းအာရပါရပြောလိုက်သည် မှတ်မိပြီကိုဖိုးတော်မှတ်မိပြီတိုက်ဆိုင်လိုက်တာဗျာခမရကဒီကိုဘလို့လို့ရောက်လာတာလဲကိုမောင်ဟန်းကဖိုးတော်လက်ကိုပြန်လဲစုပ်ကန်ထားရင်းပြောလိုက်သည်ကျုပ်ဒီဘက်ကိုဝါခုတ်လာတာလမ်းဘေးကလူသံတွေကြားလို့မတင်ကားတာနဲ့ဝယုံတော်ဆက်ကနေချောင်းကြည့်နေလိုက်တော့ဓမြတယောက်ကနောင်ကြီးကိုတက်နေတဲ့ချိန်တွေတော့ကျုပ်လည်းလက်ထဲမှာရှိတဲ့ဝကြစ်တုံနဲ့အပြေးဝင်ရရတာကူတော့ကျုပ်ကယ်လိုက်တဲ့သူကကျုပ်ရဲ့ထမင်းရှင်ဖြစ်နေတော့ကျုပ်ဘဝတစ်လျှောက်ပါဒီနေ့အပြောဆုံးပဲ ခုဘိုးတော်ကတုံရင်လိုက်လို့တော့တန်ဖြင့်ပြောလိုက်သည်ကိုမဟွမ်းကလည်းကျုပ်ဘဝမှာလည်းမိနစ်ပိုင်းတွင်တီဗီတွေကလွတ်ခဲ့ရတဲ့အတက်ကြောင့်လဲကျုပ်ဘဝမှာဒီနေ့အပျော်ဆုံးနေ့ပါပဲဗျာကိုမောင်ဟန်ဤရင်ထဲမှာတော့မေတ္တာရောင်ပြန်ဟပ်သည်ဟူ၍သာလောကလူသားအလုံးမေတ္တာတရားပွားများနိုင်ကြပါစေ ဒီဗီဒီယိုလေးကိုစုပ်ထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်